မင်္ဂလာပါမိတ်ဆွေမောင်တွေကြိုးနေတာလားအချိန်တမိနစ်ပဲပေးပါတင့်အတွက်များစွာအထောက်အကူဖြစ်ပါလိမ့်မယ်ရသားတို့ဘောလုံးလောင်းတဲ့နေရာမှာအမြဲနိုင်ကျင်ကြရဲမလားအမြဲမဟုတ်ရင်တော့ကိုယ့်အိတ်ထဲရင်းမပါသွားဖို့နဲ့အမြဲတမ်းစိမ့်နေဖို့အရေးကြီးတယ်မလားအဲ့လိုစိမ့်ကျင်ရင်တော့အောက်ကစာကိုဆုံးအောင်အရင်ဆုံးအောင်ဖတ်ပေးကြပါအဲ့ဒါဆိုရင်အဆင်ပြေလာပါလိမ့်မယ်ဗျစီကံရှိတဲ့လောင်းကစားအမှုပညာယူဟာမြောက်လောင်းကြီးနဲ့အောင်မြင်မှုအမြင့်ဆုံး နောင်ကစားဆိုတာစိတ်လှုပ်ရှားစရာကောင်းပြီး အမြတ်အစွန်းရနိုင်တဲ့လှုပ်ဆောင်ချက်တွေတဲကတခုဖြစ်နိုင်ပါတယ်။ဒါကိုစီကံရှိတဲ့အတွေးအမြင်နဲ့ချင်းကပ်ဖို့အရေးကြီးပါတယ်။စီကံဆိုတာစွန့်စားမှုကိုစီမံခန့်ခွဲပေးတဲ့စိတ်ခံစားမှုတွေကိုလည်းထိန်းချုပ်ပေးပြီးတော့လောင်းကစားလောကမှာရေရှည်အောင်မြင်မှုစီကိုလည်းဥတည်စေတဲ့အသိဉာဏ်နဲ့ဆုံးဖြတ်ချက်တွေချခြင်းဟာတော့ချက်ဖြစ်ပါတယ်။အခုပြောပြမယ့်ထဲမှာကျွန်တော်ကတော့ဘုရားသားတို့ကိုလောင်းကစားနီလန်းမှာမြင့်တင်ကူညီပေးဖို့အတွက်အဖိုးတန်နဲ့ထိုးထွင်းသိမြင်ထားတာတော့ ပြောပြပေးပါမယ်။ရှင်းလင်းတဲ့ရည်ရွယ်ချက်တွေတတ်မှတ်ပါ။ဘရာသာတို့လောင်းကြီးမစခင်ဘရာသာတို့ကိုယ်တိုင်အတွက် ရှင်းလင်းတဲ့ရည်မှန်းချက်တွေချမှတ်ပါအပျော်လောင်းပါလား။အကျိုးမြတ်ဒါမဟုတ်နှစ်ခုလုံးကိုပေါင်းဆက်ရှာဖွေနေတာလား။ရနိုင်တဲ့ပန်းနိုင်စာရီကိုတတ်မှတ်တာဟာဗရာသာတို့ကိုအာယုံဆူဆိုင်မှုရှိနေစေပြီးစိတ်အားထက်သန်တဲ့ဆုံးဖြတ်ချက်တွေကိုတားဆီးပေးပါရစေ။ နှစ်ဗန်စရင်စီမံခန့်ခွဲမှုဗန်စရင်ကဘာကိုပြောချင်တာလဲဆိုတော့လက်ရှိဘရာသာလက်ထဲငွေဘလောက်ရှိလဲဆိုတာကိုဆိုလိုတာပါစီကန်းရှိတဲ့လောင်းကစားရဲ့အခြေခံကြတဲ့ကဏ္ဍတစ်ခုမှာထိရောက်စေတဲ့နည်းကဗန်စရင်စီမံခန့်ခွဲမှုဖြစ်ပါတယ်ဘရာသာရဲ့ဗန်နာရေးတည်ငြိမ်မှုကိုမထိခိုက်စေဘဲဘရာသာအစဉ်ပြေပြေဆုံးရှုံးနိုင်တဲ့ငွေကြေးပမာဏကိုတတ်မှတ်ပါဗန်နာရေးဆိုတဲ့အဓိပ္ပာယ်ကဥပမာလက်ရှိဘရာသာလက်ထဲငါသိမ်းမဲရှိတဲ့ထားအဲ့ ငါတိမ်လုံလောင်ပြီးရှူသွားတဲ့အကျွေးတွေပါယူတာအထိဖြစ်ကုန်ရောအဲ့လိုဆိုဗန္နာရေးစတင်ထိခိုက်ပြီလေအဲ့ဒီတတ်မှတ်ထားတဲ့ငွေပမာဏကမြားသားရဲ့လောင်ကြီးငွေစရင် ဖြစ်လာပါမယ်ဒါကိုသေးငယ်တဲ့ unit တွေအနေနဲ့ပိုင်းခြားပြီးလောင်ကြီးတစ်ခုစီကိုအနည်းငယ်ဖြစ်တဲ့ပိုလောင်းနိုင်လောက်တဲ့ရာခိုင်နှုန်းကိုသာလောင်းပါ ဥပမာ9000ကနေတသိန်းရဲ့ကြားပေါ့လောင်းကြီးမကောင်းတဲ့အလောင်းစားကြောင့်ဘုရားသားရဲ့ငွေစည်ရင်းတစ်ခုလုံးဆုံရှုံနိုင်ကြီးကိုရှော့ချပါ။၃သူတေသနာနဲ့ခွဲချမ်းစိတ်ဖြာခြင်းစီကန်းရှိတဲ့အလောင်းစားဟာစေစေဆက်ဆက်သူတေသနာနဲ့ခွဲချမ်းစိတ်ဖြာဖို့လိုအပ်ပါတယ်။ လောင်ကြီးမတင်မီအသင်းတွေကစားသမားတွေအခြေအနေတွေနဲ့လက်တလောအသင်းကစားသမားစွမ်းဆောင်ရည်တွေရဲ့အကြောင်းသက်ဆိုင်ရာအချက်လက်တွေကိုစုဆောင်းပါအသင်းအဆင်မပြေမှုတွေကစားသမားဒဏ်ရာရနေတာတွေကိုနားလည်ပြီးဗရာသားတို့လောင်းမဲ့ပွဲရဲ့ဖြစ်နိုင်ခြေတန်ဖိုးကိုအကဲဖြတ်ပါစိတ်ခံစားချက်ဒါမှမဟုတ်လူပြောသူပြောများနေတဲ့အပေါ်လိုက်လောင်းကြီးမထဲ့ပါနဲ့ လေးရွေးချယ်ထားတဲ့လောင်းကစားပွဲတိုင်းဒါမှမဟုတ်ပွဲတွေရှိသမျှအကုံလောင်းတာတွေကိုရှောင်းပါဗရာသားမှာရွေးချယ်ထားပြီးကျွမ်းကျင်မှုရှိတဲ့네ဘယ်တွေဒါမှမဟုတ်စစ်မှန်တဲ့အခွင့်အလမ်းတွေကိုတွေ့မြင်နိုင်တဲ့네ဘယ်တွေကိုသာအာယုံစိုက်ပါအရေးအတွက်ထက်အရေးသေးကစီကန်းရှိတဲ့လောင်းကစားအတွက်လမ်းညွှန်ချက်တစ်ခုဖြစ်ပါတယ်။ငါစိတ်ခံစားချက်ထိန်းချုပ်မှု စိတ်ခံစားချက်တွေဟာအဆုံးဖြတ်ပေးနိုင်ပြီးစိတ်မြန်တဲ့ဆုံးဖြတ်ချက်တွေစီကိုဥတီသွားစေနိုင်တဲ့စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုကို ထိန်းသိမ်းပြီးကြီးမားတဲ့အလောင်းစားတွေနဲ့ဆုံးရှုံးမှုတွေကိုရှောင်ပါစည်းကမ်းရှိတဲ့ဘောင်းကစားသမားတအူးကနိုင်ပွဲဒါမှမဟုတ်အရှုမခွဲကြတဲ့အဆင့်ကိုဥတီနေပါဗျ။ 6အမြဲတမ်းဘောလုံးသတင်းတွေကြည်ပါ။လောင်းကစားခင်းခြင်းဟာတွက်လက်တဲ့အတင်းပြောင်းလဲတွေ၊ဒဏ်ရာတွေနဲ့ရလက်တွေကိုလွှမ်းမိုးနိုင်တဲ့ရာသီဥတုအခြေအနေတွေလိုအကြောင်းရင်းတွေပါဝင်နေ။ဗရာသားရဲ့လောင်းကစားအပေါ်တက်ရောက်မှုရှိနိုင်တဲ့သက်ဆိုင်ရာသတင်းများနဲ့တိုးတက်မှုတွေကိုအပ်ဒိတ်လုပ်နေပါ။ခုနှစ်မှတ်တမ်းထားရှိခြင်း ဗရာသာလောင်းကစားလှုပ်ထားတာတွေအားလုံးကိုအသေးစိတ်ကအဆမှတ်တမ်းထားပြီးခင်းသိမ်းမှာလောင်းကြီးမျိုးစားလောင်းကြီးပေါက်ကြီးနဲ့ရလက်တူကိုလည်းရေးမှတ်ထားပါအဲ့ဒီမှတ်တမ်းဟာဗရာသာရဲ့လောင်းကစားဆွမ်းဆောင်ရည်ကိုအကဲဖြတ်ဖို့နဲ့တိုးတက်မှုအတွက်နေပယ်တွေကို ခွဲခြားသတ်မှတ်ရမှာအဖို့တန်အရင်းမြစ်တစ်ခုဖြစ်လာပါလိမ့်မယ်။၈အယူသီးမှုများကိုရှောင်ကျင်ပါစီကံရှိတဲ့ ။နောင်ကစားဆိုတာကံတရားဒါမှမဟုတ်အယူသီးမှုမဟုတ်ပဲဒေတာနဲ့ခွဲခြင်းစိတ်ဖြာမှုတွေအပေါ်မူတည်တဲ့အတုံးမကြတဲ့ယုံကြည်ချက်ထက်မရသားရဲ့ဆုံးဖြတ်ချက်တွေကိုကြိုးကြောင်းစီရောမှုနဲ့အထောက်ထားတွေပေါ်ရင်သာအခြေခံထားပါ။ကိုလိုင်ယောညီထွေးရှိမှုနဲ့တင်ယူခြင်း လောင်းကစားဟာတည်ယူမှုလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ဗရာသားရဲ့အတွေ့အကြုံတွေနဲ့ရလက်တွေအပေါ်အခြေခံပြီးတော့ ဘုရားသားရဲ့လောင်းပုံလောင်းနည်းပြူဟာတွေကို ပြုပြင်ပြောင်းလဲဖို့ပွင့်လင်းပါဘုရားသားရဲ့ချင်းကပ်မှုကိုပြုပြင်မွမ်းမံဖို့ရယ်ဘုရားသားလောင်းထားတဲ့အနိုင်တွေနဲ့အရှုတွေထဲကနေစင်ဆက်မပြက်လေးလာပါငါပဲမာလို့နေတာလေအမြဲဆန်းစစ်ပါ တဆက်ရေရှည်ရှုတော့စီကန်းရှိတဲ့လောင်းကစားဟာတတမတ်သေးရေရှည်အောင်မြင်မှုအကြောင်းရေတိုဆုံးရှုံးမှုကတော့ရှောင်လွား၍မရပေမဲ့လည်းအချိန်ကြာလာတာနဲ့အမျှအလုံးစုံအမျက်အစွန်းအပေါ်အာယုံစိုက်တဲ့နယ်ရေတိုအရှုံးတွေအစင်မပြေမှုတွေကိုစိတ်လွတ်ပြီးရှုံးထားတာတွေပြန်ယူမယ်ဆိုပြီးရှိသမျှအကုန်လောင်းလိုက်တာတွေရှောင်မအပေါ်မှာလည်းပြောထားပြီးသားပါဗျလောင်းကစားလောကမှာစီကန်းဟာအောင်မြင်မှုရဲ့အုံမြင့်ဖြစ်တဲ့ရှင်းလင်းတဲ့ပန်းတိုင်တွေချမှတ်မယ် ဥပမာတညကိုဘလောက်ပဲသုံးမယ်ပေါ့နိုင်တာမနိုင်တာအသာထားတညစာတတ်မှတ်ထားတဲ့ပမာဏပဲသုံးပါဗရာသာဗန်စရင်ကိုစီမံခန့်ခွဲပါဥပမာဒီတလတော့လောင်းကစားအတွက်ဒီလောက်ပဲသုံးမယ်ဒါကုံသွားရင်ဒီတလနားမယ်အဲ့လိုတတ်မှတ်ပါ စေစေဆက်ဆက်သူတေသနာပြုလုပ်ပါစိတ်ခံစားမှုတွေကိုထိမ့်ချုပ်ပြီးတော့ရေရှည်ရှူတော့ကိုထိမ့်သိမ်းခြင်းနဲ့ဗရာသာရဲ့လောင်းကစားနီးဖြူဟာကို စိတ်အားထက်သန်တဲ့လောင်းကစားကနေတွက်ချက်ထားတဲ့ ဆုံးဖြတ်ချက်ချမဲ့အထိညင့်တင်နိုင်ပါတယ်စီကန်းဟာကျွမ်းကျင်မှုတစ်ခုသာမကပဲဗရားသားရဲ့လောင်းကစားအတွေ့အကြုံကိုပြောင်းလဲစေနိုင်သလိုရေရှည်မှာပုံမှုကောင်းမွန်တဲ့ရလတ်တွေကိုထုတ်ပေးနိုင်တဲ့အတွေ့အခေါ်တစ်ခုလည်းဖြစ်တာမို့အမြဲတည်းရပါနောက်ဆုံးတစ်ခုမှာချင်တာကတော့လူတကာလဲမှနေကြပါတယ်ဆလော့တွေအွန်လိုင်းဂိမ်းတို့နှလုံးတို့ကအစပြားဖင်ရပြီးတော်တော်မထီကြပါနဲ့ဗရားသားတို့ဘဝပြတ်သွားတဲ့ဘောရာတွေလည်းတွေ့ဘူးကြမှာပါအဲ့လိုမဖြစ်အောင်လို့မမားခင်